ဘုရားတင်ငန်းဝတ်ပြီးတပတ်အတွင်းဘိန်ရင်ရတာဘောပေါ့မဟုတ်ဘူးသုံးလအားထုတ်နေရတာမဟုတ်ဘူးခொနည်းရတပတ်အားထုတ်လိုက်တာနဲ့အဘိညာ6ပါးအကုန်ရပါတယ်ဒိဗ္ဗစကုဒိဗ္ဗသောတပုဝေနိဝါသစေတောပရိယအဘိညာနေအကုန်လုံးရအိဒီဝိဒအဘိညာအဲ့တော့အဘိညာနေရလိုက်တာနဲ့တလွဲစပင်ကောင်းသူကိုယ်သူအထင်ကြီးပြီးတော့ငါလဲဖျားလောက်တော့ဆွမ်းပါတယ်ဖျားဖြစ်အောင်လုပ်မယ်ဆိုတော့ဖျားဖြစ်အောင် လုပ်တဲ့နည်းသည်ဖျားတတ်တဲ့နည်းလားပါရမီဖြစ်ရတဲ့နည်းလား ပါရမီဖြည့်ကြတယ်ဖះတတ်လိုက်သူကဖះဖះထင်ပေါ်တဲ့ဖះတတ်ပလိုက်သူဖះဖြစ်မှာပဲလို့ဒီလိုယူပလိုက်မြန်နေနီးသုံးပလိုက်အဲ့တော့ဖះကိုတတ်ဖို့သူနီးမျိုးစုံနဲ့မကြံဘူးလားကြံတယ်မရမအောင်မအောင်တော့နောက်ဆုံးတန်ကအလဲမှာတန်ဃာတွေစုဝေးမိတဲ့အချိန်မှာပဲမြတ်စွာဘုရားကို तू ကငါးခုသောအင်္ဂါယယဟန်တွေအတွက်တောင်းတယ်ကျင့်စဉ်ငါးခုတိ ယဟန်များသည်တောထဲမှာပဲနေရမယ်မြို့ထဲရွာထဲမှာမနေရဘူးအရိညာကင်တူတင်ဆိုတာလူတွေနဲ့ဝေးရာ တောထဲမှာပဲညအိတ်ချင်းအလုပ်ကိုလုပ်ရမယ်နော်မြို့ထဲရွာထဲမှာညအိတ်ချင်းအလုပ်မလုပ်ရဘူးနောက်တစ်ခါနှစ်ယဟန်သည်ဆုံးမဲခံစားရမယ်ပင့်စားပင့်စွမ်းကတ်ပြီးတော့လာပြီးတော့ကတ်တဲ့စွမ်းပင့်ပြီးတော့လှူတဲ့စွမ်းမစားဘူးနောက်ပန်းတကူသင်္ကန်းပဲယုံရမယ်ပါတဲ့ အခုလို့အသင်ချုပ်ဆက်ပြီးတော့မှဆေးဆိုးပြီးလှူတဲ့သင်္ကန်းမျိုးကိုမဝတ်ရကိုကကိုတုတ်တန်ရသသင်ချိုင်းဝါကပြစ်ထားတဲ့အဝတ်ကိုကောက်လျှော်ဖို့ချုပ်ဆက်ဆေးဆိုးပြီးမှဝတ်တဲ့ပန်းတကူသင်္ကန်းကိုသာဝတ်ယုံရမယ်ဟောဒေဝရတောင်းတဲ့အချက်တွေတန်မှန်ကြည့်ရင်မကောင်းဘူးလားကောင်းတယ်နောက်ကျောင်းနေ အခုလူတွေအများဆောက်လို့လူရမ်းတဲ့လူနေအိမ်နေလို့တိုက်တွေခြံတွေကားတွေနဲ့ရေခဲသစ်တာနဲ့ TV နဲ့အောက်ဆက်နဲ့လူတွေလို့ကျောင်းနဲ့မနေရဘူးတစ်ပင်ရိတ်ဝါပင်ရိတ်မှာပဲနေရမှာဟုတ်ယဟန်နေရဲ့အကျင့်သိက္ခာတွေကိုပို့ပြီးတော့စင်ကြယ်လာအောင်ပို့ပြီးတော့မြင့်မြတ်လာအောင် လူတွေအနေနဲ့ပို့ပြီးတော့လေးစားတတ်တဲ့ပုံကိုယ်တွေဖြစ်အောင်ဘယ်နှချက်ရှိသွားပြီ၄ချက်ရှိသွားပြီတိ ပါတယ်မြို့ထဲမှာမနေရဘူးမြို့ထဲရွာထဲမှာမနေရဘူးတောထဲမှာမနေရနေ့သုံးခံစားရမယ်ပင်စွမ်းကတ်စွမ်းစားအောင်သုံးပန်းသကူသင်္ကန်းပဲယုံရမယ်သူများလူတဲ့အသင့်ချုပ်ပြီးသားသင်္ကန်းအထည်ကိုမြောအစကိုလက်ခံလို့မရဘူးနံပါတ်၄အေးသိရိတ်ဝါရိတ်မှာပဲနေရမယ်ကြောင်းနေကန်နေမှာမနေရဘူး နံပါတ်5တတ်တတ်လွတ်ဖဲစားရမယ်ဗါတဲ့ယဟန်ဆိုတာကမိမိအတွက်နဲ့တပါသောပုံကိုယ်ရီပင်ပန်းဆင်းရဲအောင်မလုပ်ရဘူးလို့ခုနကဩဝါဒပါတိမောက်မှာမပါမပါဘူးလားအနုပဝါတော်အနုပဂါတော်အနုပဝါတော်သူတစ်ပါးကိုစွတ်ဆဲခြင်းပြစ်တင်ခြင်းကဲ့ရဲ့ခြင်းမပြုရအနုပဂါတော်သူတစ်ပါးကိုမိမိကြောင့်ကိုယ်စိတ်ဆင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဖြစ်အောင်မလုပ်ရဘူး မုံမီရဲ့ကိုနှုတ်စိတ်ကိုစောင့်စည်းရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဩဝါဒမရှိဘူးလားမရှိပါဘူးအဲ့တော့ကိုကြောင့်သူများအသက်သေခြင်းကလွတ်အောင်တတ်တတ်လို့ပဲစားရမယ်တဲ့အချက်ပဲနှစ်ချက်မှန်ပါပါဘုရားတမန်အဖင်ကြည့်ရင်ယဟန်တို့ရဲ့ကျင့်စဉ်စင်ကြယ်ဖို့အမတန်မကောင်းဘူးလားမှန်ပါပါကောင်းတာပေါ့ဒီမှာဒုတင်အရိညာကင်ဒုတင်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်ခွင့်ပြုထားတာအထူးကျင့်တာအမြဲကျင့်ရမယ်လို့မပြောဘူးအထူးကျင့်ရင်တော်ထဲမှာပဲနေမယ် မြို့ရွာထဲမှာဝါဝါမဆိုးဘူးဝါမကပ်ဘူးညမအိပ်ဘူးရှင်းသလားရှင်းပါဗျာသုံးခန်းစားမယ်ဆိုတဲ့အချက်မျိုးကျင့်ရတဲ့ပါထပိုက်ဒူတင်ဧကသနိဒူတင်ဒူတင်နေမရှိဘူးလားကျင့်စဉ်နေရှိနေတာပဲအထူးကျင့်စဉ်နေမြတ်စွာဘုရားပြောထားတာရှိနေတာပဲနောက်ပန်းတကူဒူတင်ဒါလည်းရှိတာပဲပန်းတကူရတဲ့သင်္ကန်းကိုသာဝတ်မယ်ဒီလိုလာကပ်ပြီးအသင်းချုပ်ချုပ်ဆက်ပြီးလူတဲ့လူမျိုးကိုမဟုတ်ဘူးဒါလည်းရှိတာနောက်ရုတ်ခမူဒူတင် ကျောင်းနေကျောင်းရိတ်ကံရိတ်မှမနေဘူးတင့်ရိတ်ဝါရိတ်မှပဲနေမယ်ဆိုတော့ဒုတင်နေရောမရှိဘူးလားဒီတဲ့ထူကြတာတော့ရှိသေးတယ်သစ်ပင်ဘာညာတော့မမီတော့ဘူးအဘောကာသိကဒုတင်ဆိုတာကွင်းပြင်လွင်တီးခေါင်ကြီးထဲမှာနေမယ်ဆိုတော့ဒုဒုတင်မျိုးလည်းရှိတယ်ဒုတင်73ပါးထဲမှာရှိနေတာပဲဗျအဲ့တော့ဒါအထူးကျင့်ရတဲ့လုပ်ငန်းတွေမဟုတ်ဘူးလားအဲ့တော့ဒါတွေကိုတောင်းတာမကောင်းဘူးလားကောင်းသလားကောင်းတာပေါ့ အဲ့တော့ဒီ၅ပါးသောခြင်းစဉ်တွေကိုယဟန်များတို့သတ်မှတ်ပေးပါအရှင်ဘုရားမြတ်စွာဘုရားကိုတောင်းဆိုတမ်းမှန်လူတွေရဲ့အသိနဲ့ကြည့်ရင်ဒီအလောက်ကအပြစ်မရှိဘူးကောင်းတယ်လို့ယူဆရပါမယ်သုတဝါရိယသာဝကောဆိုတဲ့အကြမ်းမြင်များတဲ့အမျော်မြင်ရှိတဲ့မြတ်စွာဘုရားကဲ့သို့ပြည်ချာရှိသူတော်ကောင်းတွေရဲ့အသိဉာဏ်မှအကျိုးသိအောင်မှုမများတဲ့ လမ်းစဉ်တွေကရှိမရှိတန်မှန်လူတွေကအကျိုးများတယ်ပညာရှိကကြည့်တော့ဒီအလောက်ကအကျိုးမရှိဘူးသဘောပါရဲ့လားအဲ့တော့အခုဒေဝတန်ကပြောတဲ့ဇကားသည်တန်မှန်လူတွေဘက်ကကြည့်ရင်အမတန်ကောင်းတယ်လို့ယူဆလို့ရတယ်ဒါမှမဟုတ်ခုတတ်တတ်လို့လိုင်းနေတတ်တတ်လို့ဂိုင်းနေတတ်တတ်လို့ကျင့်စဉ်နေသီးတာမရှိဘူးလားတော်ရဲပဲနေရမယ်ဆိုတဲ့လုပ်ငန်းစဉ်တွေဒေဝရတောင်းဆိုခဲ့တဲ့အချက်၅ချက်မြတ်စွာဘုရားပယ်ချလိုက် နောင်တန်တရာအရှိအတွက်အကျိုးမများနိုင်ဘူးဒေဝဒတ်တဲ့ငါခွင့်မပြုနိုင်ဘူးတဲ့ဒေဝရကအကွက်ဆိုင်သွားတယ်ကျန်တဲ့ယဟန်နေလဲ့မေးလိုက်တယ်ဘလို့တော့ငါရှင်တို့ဒီငါပြောတဲ့ကျင့်စဉ်ဟာမကောင်းဘူးလားကောင်းတယ်မမှန်ဘူးလားမှန်တယ်အကျိုးမရှိဘူးလားရှိတယ်ရှိပါရဲ့နဲ့ဒါတက်တက်ဆိုတော့မင်းတို့ဘုရားဆွာဘုရားကရာဂဒေါသမောဟကင်းတယ်လို့ပြောသေးတယ်ငါ့ကိုဘယ်လိုက်ပြီးတော့ငါပြောတာမို့လို့ပယ်ချလိုက် ဲ့တော့ငါကောင်းတဲ့အလုပ်လုပ်တာငါပဲလိုက်မဲ့လူတွေငါနဲ့လိုက်ခဲ့ပညာချက်ကိုခွင့်မပြုရင် तू ပြောတဲ့အတိုင်းနေခြင်းတက်တောင့်တက်တာနေခြင်းနဲ့လူနေကြကြခိုင်းခွဲခြိုက်ဒေဝရနောက်ကတန်ခါ900ပါဝါဘယ်လောက်ပါဝါကျင်းရသလားကျင်းရပါတယ်ဗျာအဲ့ဒီပါသွားတဲ့တန်ခါဟာ အရိယာဖြစ်မလားပုထုဇဉ်ဖြစ်မလားအရိယာဆိုတာကဘုရားတရားတန်ခါပေါ်မှာအကျွင်းမဲ့ယုံကြည်သွားပြီမြည်သူပယောဂကြောင့်မှတန်တရားဖြစ်เสียအရိယာမှာရှိသေးလားတန်တရားဖြစ်ခြင်းမရှိတော့ဘူးယုံကြည်ချက်တွန့်ဆုတ်ခြင်းမရှိတော့ဘူး ပုထုဇဉ်ဆိုတာတော့အသွင်သာပြောင်းထတာအပြင်တန်တာမဲ့ပြောင်းနေတယ်အတွင်းကစိတ်ကပြောင်းမလားမပြောင်းသေးဘူးပုထုဇဉ်မှာຢာကဒေါသမောဟတွေရှိမရှိဒိဋ္ဌိတဏမာနတွေမရှိဘူးလားရှိတော့ကိုတွေးကိုကြံကိုယူဆနဲ့ကိုဟုတ်လာပြီလို့ထင်ပြီးတော့ဒေဝရဘက်ကတခါ900ပါပါ ဒေဝရကအဲ့ဒီတန်ခါ900ကိုခေါ်သွားပြီးတော့လာငါဖျားလုံးမယ်ဆိုပြီးတော့ခရာတိတဆိုတဲ့အခုဖျားဖြစ်တော့ပွင့်တော်မူရာဘုရားခရာလို့ခေါ်တဲ့ခရာကိုခေါ်သွားပြီးတော့တော်ထဲမှာတန်ခါ900နဲ့တရင်သုံးပြီးနေလိုက်မြတ်စွာဘုရားကြည်နေလိုက်တယ်ဘာမှမပြောနောက်ကာလာကလေးနည်းနည်းလွန်သွားပြီသူတို့လည်းဟိုမှာအခြေကျပြီဆိုတဲ့အချိန်မှာမြတ်စွာဘုရားညံတော်နဲ့ကြည်လိုက်တော့ ဒေဝရနောက်မှလိုက်လာလိုက်နောက်လာနောက်လိုက်တန်ခါ900ရဲ့ညံရင့်ချင်းရောက်လာပါဘယ်ချိန်ညာရင်ကြီးစွာပါလဲကောင်းတယ်သားကိုတိတာကိုဖြေတာကောင်းတော့ဗောနော်ညာရင်နေဆိုတာပါတဲ့သားတန်ဝေကရတဲ့ချိန်အစိတ်ပိုင်းတစ်ခုအပြင်ထဲ့ခြင်းလဲထဲ့လို့တော့ရတာဗောကွာနော် ညာရင့်တယ်ဆိုတာဘာလဲနော်အခုမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အခြေဒါကိုညာရင့်ခြင်းပြန်ပြောကြည့်သမားမြတ်စွာဘုရားဤအဆုံးမတရားများကိုမှန်မှန်ကန်ကန်သိနိုင် မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်ပြန်ပြောမလေးပြင်းလိုက်ကြတာနော်ရအောင်မှနင်တို့သိကြတယ်အရေးကြီးတာခြံထားတယ်မြတ်စွာဘုရားရဲ့အဆုံးမတရားတော်တွေကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင် ဆုံးဖြတ်နိုင်တဲ့အချိန်အခုကိုကိုကိုပဲပြန်တွေးမင်းတို့အိမ်ပြန်ရောက်ရင်ခုငါတို့မြတ်စွာဘုရားတရားတော်တွေများစွာမကြဘူးလား ဘလောက်ပိုင်ပိုင်နိုင်နိုင်သိထားပြီလဲဘလောက်ပိုင်ပိုင်နိုင်နိုင်မြင်ထားပြီပြီလဲဘလောက်ကိုဆုံးဖြတ်ချက်ချထားနိုင်ပြီလဲကိုယ့်အကိုစဉ်းစားအတိညာမရင်ကျက်သေးတော့ဒီတရားတော်ကိုနှလုံးသားထဲမှာဉာဏ်ထဲမှာပိုင်ပိုင်နိုင်နိုင်လက်ခံထားဖို့မဖြစ်နိုင်သေးဘူး